မင်္ဂလာပါရှင်2025ခုနှစ်မေလ2ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မူမူပါရှင်။ဖားကန်နယ်မှာရှိတဲ့စစ်ရှောင်းကောင်စီတပ်ဆွဲရာစုတောင်းတောင်ကို KIA ကတင်ပိုက်လိုက်ပါပြီ။မောင်မဲရှောင်းစစ်ရှောင်းစခန်းသိမ်းတိုက်ပွဲစစ်ကောင်စီဘူကြီးတေဆုံမှုမှာလက်နက်ချလိုက်တဲ့ပြည်သူစစ်မှုထမ်းရဲ့ပြစ်ဒဏ်မှုကြောင့်လို့ PDF စစ်စင်ရေးမှုက ပြောပါရယ် NUG အစိုးရကတရုတ်နိုင်ငံရဲ့အရန်သူမဟုတ် တရုတ်ရဲ့မြမအရေးဓာဝင်ချံပြေမှုကစစ်အာဏာရှင်သက်ဆိုးရှိအောင်မဖြစ်သင့်ဘူးလို့ NUG ယာယီသမရကပြောလိုက်ပါတယ်။နှစ်တလင်းတမငယ်ရဲကင်းစကားကိုတင်ပြရရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးက60မှတ်မှအမြောက်အပါဝင်လက်နက်6လက်နဲ့ခဲယမ်းတွေလည်းရရှိခဲ့ပါတယ်။စစ်ကောင်စီဘုံကျဲခံရတဲ့ရေထွက်တဲ့လိတ်ကျရွာမှာပြည်သူတွေကိုမန္တလေး PDF တွဲဆောင်ထောက်ပံ့ကြီးပေးလေလို့ဆိုပါရရှင်။ ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်လဝါကြီးရွာမှာရှိတဲ့ဆူတောင်းတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကမေလ၁ရက်နေ့မှာတိုက်ခိုက်သိမ်းပိုင်းနိုင်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါရတယ်။မြစ်ကြီးနာတနိုင်းသွာလီဒိုလန်းအနီလဝါကြီးရွာမှာရှိတဲ့ခရစ်ယာန်ဘာသာဝင်များဆူတောင်းခြင်းပြုလုပ်တဲ့ စုတောင်းတောင်းမှာစစ်ကောင်စီတက်ဆွဲရနေရာကို KIA ကမေလာတရက်နေ့နနက်အစောပိုင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်ကောင်စီတက်နဲ့ကီတုစစ်ရဲ့ရုပ်အလောင်း73လောင်းတွေ့ရှိခဲ့ပြီးတအူးအရှင်ဖမ်းမိခဲ့တယ်လို့ပချင်းစစ်ရေးတရင်မြစ်တအူးကပြောပါတယ်။ဒါအပြင်စုတောင်းတောင်းမှာစစ်ကောင်စီတွေထွက်ပြေးသွားတယ်လို့လည်းသူကပြောပါတယ်။အခြားစစ်ရေးတရင်မြစ်တအူးကလည်း အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုမေးကြည့်တာတော့စစ်တပ်ဘက်ကစုတ်တယ်လို့ပဲပြောကြတယ်။ဒါပေမဲ့အခြေအနေကတနတ်တန်ကရှိနေစေလို့အဲ့လိုပြောတယ်။ဒါပေမဲ့အလောင်းဘယ်နှလောင်းဆိုတာတော့ဘာမှမပြောသေးဘူး။ဟုတ်ရင်တော့ဟုတ်မှာ။ဘာဖြစ်လို့လဲဆိုတော့သူတို့ဒီစုတောင်းတောင်းမှာနေတဲ့အခွဲတွေကအင်အားဘလောက်မှမရှိဘူးလို့လည်းပြောပါတယ်။စစ်ကောင်စီကဧပြီလ အတွင်းမှာဖားကန်းမြို့နယ်မှာစစ်ကောင်စီအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာက KIA နဲ့တိုက်ပွဲဖြစ်ပွားပြီးလဝါကျေးရွာမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။စစ်ကောင်စီကဖားကန်းနဲ့တနိုင်းဒေသဖားကန်းဒေသတို့ကိုသူတို့ပြန်ပြီးမှအုပ်ချုပ်နိုင်အောင်ကြိုးပမ်းနေတယ်လို့မြင်တယ်လို့လည်းကချင်စစ်ရေးတရင်မြေကပြောပါရယ်။လမြန်ကျေးရွာကိုစစ်ကြောင်းထိုးခြင်းစစ်ရေးလှုပ်ရှားခြင်းများပြုလုပ်လာ၍တိုက်ပွဲများဖြစ်ပွားခဲ့ပါရယ်။ စစ်ကောင်စီကဧပြီလတစ်လလုံးကိုအပြည့်ရက်မယ်လို့ကြေညာထားခဲ့ပေမဲ့လေကြောင်းတိုက်ခိုက်မှုမြေပြင်ထိုးစစ်များလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းစစ်ကောင်စီကသူတို့ကြေညာချက်ကိုကိုယ်တိုင်စီးဖောက်နေခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဖော်မှုကြီးမျော်ဘူးကပြောပါရရှင်။နောက်ထပ်သတင်းဒီပုံအနေနဲ့တနင်္လာနေ့တိုင်းတဝယ်မြို့နယ်မောင်မဲရှောင်ကျေးရွာမှာရှိတဲ့စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ဆင်မှာဘူကြီးတည်ဆုံခဲ့မှုမှာတော်လန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်မဟုတ်ပဲလက်နက်ချလို့တဲ့ပြည်သူစစ်မှုထမ်းတပ်ဖွဲ့ဝင်ကပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူကာကွယ်ရေးတပ်မတော် PDF ဗျူဟာ33စစ်စင်ရေးမှုရဲဘော်စောတာကူကပြောပါတယ်ကျွန်တော်တို့ဖမ်းမိတဲ့စစ်တုပ်ပန်းတွေရဲ့ပြောပြချက်အရာပေါ့အကြီးကားကတော့သူထိသွားတာကတော့ 5.56G နဲ့အနောက်ကြီးထိတာပေါ့ကိုကိုကိုတတ်တည်တာမဟုတ်ဘူးအနောက်ကပြစ်တာပေါ့ အနောက်ကပြုတ်လို့ထိသွားတာလို့သုံးသက်ရတယ်လို့သူကပြောပါတယ်။မောင်မဲရှောင်းကျေးရွာမှာရှိတဲ့စစ်ကောင်စီစခန်းကိုဧပြီလ26ရက်နေ့မှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီတပ်ရဲ့ဗိုလ်ကြီးတဦးအပါအဝင်၄ဦးသေဆုံးပြီး16ဦးအရှင်ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။လက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့ကြောင်းလဲတိုက်ပွဲဝင်တော်လှန်ရေးတပ်ဖွဲ့တွေကအသိပေးထားပါတယ်ရှင်။တိုက်ပွဲမှာကြာဆုံးခဲ့တဲ့စစ်ကောင်စီဗိုလ်ကြီးက တိုက်ပွဲဖြစ်ပွားစဉ်နောက်ကြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များကပြစ်ခတ်တဲ့ကြီးထိမှန်တာကိုတွေ့ရတယ်လို့ဖမ်းမိစစ်တုပ်ပန်းတွေကလည်းပြောပြချောင်း PDF ဗျူဟာ33စစ်စင်ရေမူရဲဘော်စောသားကိုကပြောပါတယ်ရှင်ဟုတ်ပါတယ်မောင်မဲရှောင်းမှာ တိုက်ပွဲမှာအဓိကကတော့ပါစပြည်သူစစ်မှုထမ်းတွေညားတာပေါ့ပါစတွေဆိုတော့လေသူတို့အသိအဓမ္မစစ်သားစုဆောင်ထားတဲ့ကလေးတွေပေါ့ အတင်းကျပ်ခိုင်းစေထားတဲ့သူတွေဖြစ်တဲ့အတွက်တိုက်ပွဲတွေကသူတို့အတွက်အသေးခံပြီးတိုက်ဖို့ဟာကလည်းမဖြစ်နိုင်ဘူးပေါ့တိုက်ပွဲနည်းနည်းကြာလာတာနဲ့သူတို့ထွက်ပြေးခြင်းနဲ့ဟိုကလည်းအတင်းကျပ်စေခိုင်းတာပေါ့နောက်ဆုံးထွက်ပြေးတဲ့သူကိုအရာရှိကိုတိုင်းကပြစ်တတ်တဲ့ဟာမကြမကြာတွေ့ရတဲ့အနေအထားပေါ်မှာအောက်မှာရှိတဲ့ပြည်သူစစ်တွေကလည်းအမိတ်ပေးတဲ့သူကိုပြန်တုပ်ပြန်တဲ့အနေအထားသဘောမျိုးဖြစ်တာပေါ့လို့ရဲဘော်စောသားကိုကပြောပါတယ် စစ်ကောင်စီအနေနဲ့ပြည်သူစစ်မှုထမ်းတွေကိုအတင်းအကျပ်စုဆောင်ပြီးရှေ့တန်းစစ်မြေပြင်တွေကိုပို့ဆောင်လျက်ရှိရာအဲ့ဒီပြည်သူစစ်မှုထမ်းအများအပြားကတော်လှန်ရေးတပ်ဖွဲ့တွေထံကိုလက်နက်ချအလင်းဝင်ရန်ဆက်သွယ်မှုတွေရှိခဲ့ပါတယ်။ဒေါနာတရင်များထံကိုဆက်သွယ်အလင်းဝင်လာသူတွေရှိတယ်လို့လည်းရဲဘော်စောသားကပြောပါတယ်။လက်ရှိအခြေအနေမှာစစ်ကောင်စီတပ်မှုငယ်တွေအနေနဲ့စစ်ကောင်စီဗိုလ်ချုပ်များသူတို့ရဲ့မိသားစုဝင်တွေရဲ့အကျိုးစီးပွားအတက် အသက်သေဆုံးနေရခြင်းဟာမတန်ကြောင်ရဲဘော်စောသားကိုကပြောပါတယ်။တချို့တွေကမိသားစုနဲ့အချင်းချောက်ခံထားရတယ်။တချို့တွေကလည်းအခွင့်အရေးပေးထားတယ်။ဒါရင်မျောလင်းချက်တွေနဲ့တီကောင်တွေကမထွက်ပြေးနိုင်တာ။တတော်များများကလောင်ရိပ်မိနေတာ။စစ်ဘိုလ်ချုပ်တွေရဲ့အကျိုးစီးပွားသူတို့ရဲ့မိသားစုသားသမီးတွေရဲ့အကျိုးစီးပွားအတွက်အသေးခံပေးနေတဲ့တက်မူငယ်တွေကလည်းအများကြီးတွေ့ရတယ်လို့ရဲဘော်စောသားကိုကပြောပါတယ်။ အဲ့လိုအသက်ပေးခြင်းကတိုင်းပြည်အတွက်မဟုတ်ကြောင်းဒါကြောင့်ရုံထွက်တင့်ချိန်မှာရုံထွက်ကြဖို့စစ်ကောင်စီအရာရှိငယ်တွေကိုရဲဘော်စောတာကိုကတိုက်တွန်းအကြံပြုလိုက်ပါတယ်တော်လန်ရေးဘက်ကူပြောင်းပူပေါင်းအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလုံးကိုနှွေးထွေးစွာကြိုးဆိုမီဖြစ်ကြောင်းလည်းပြောပြထားပါတယ်ရှင်ဆလဘီအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်ပဲ တရုတ်ရဲ့မြမအရေးဂျာဝေချန်ပီယံမှုဟာဆရာနာရှင်သက်ဆိုးရှိအောင်မဖြစ်တဲ့ကြောင်း NUG ယာယီသမရဒူဝါလက်ရှိလကပြောဆိုပါတယ်။ဧပြီလ29ရက်နေ့မှာပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့73ညဆောင်2025အစည်းအဝေးမှာယာယီသမရကအခုလိုပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။တရုတ်ရဲ့မြမအရေးဂျာဝေချန်ပီယံမှုတွေဟာဆရာနာရှင်စနစ်သက်ဆိုးရှိအောင်မဖြစ်တဲ့ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့လည်းတိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့တရုတ်ရဲ့ဂျာဝေဖြန့်ပြေမှုတွေနဲ့ပတ်သက်ပြီးဖြစ်တင်ဖြစ်တိုက်တဲ့မူပေါ်မူတည်ပြီးတော့အခြေခံမှုကျွန်တော်တို့အားလုံးတိုက်တွန်းလို့စော်တင်တယ်လို့ယူဆတယ်လို့ယာယီတမရကရှင်းပြပါတယ်။တရုတ်နိုင်ငံက NUG အစိုးရအဖွဲ့ပေါ်အမြင်တချို့ကိုလည်းပြန်လည်တတ်မှတ်ပေးရန်လိုကြောင်းတရုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါ်အမျိုးမျိုးသောထင်ကြေးများဖြင့် ချင်းကပ်ချင်းမြင်နေဒီမှာကြာမြင့်ပြီးဖြစ်ကြောင်းအစိုးရအဖွဲ့အနေနဲ့အဲ့ဒီအချက်ကိုလည်းလေးနက်စွာကင်တွယ်ဖြည့်ရှင်းရန်လိုကြောင်းသူကပြောပါတယ်။အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမယ့်အဖွဲ့မဟုတ်ကြောင်းဆိုတာတိတိကျကျဖော်ထုတ်ပြောဆိုနိုင်ဖို့လိုကြောင်းမြို့သားညီညွတ်ရေးအစိုးရဟာတရုတ်နဲ့ပတ်သက်ရင်ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးမှုကို အခြေခံတဲ့နိုင်ငံသားရေးသဘောထားရှိပါတယ်။ဒါကြောင့် အစိုးရအဖွဲ့ဟာတရုတ်ရဲ့ရန်ဘတ်အင်အားစုတစ်ခုလည်းမဟုတ်ဘူးဆိုတာပွပွလင်းလင်းထောက်ဖော်ပြသတင်ကြောင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားတွေနဲ့ပတ်သက်ရင်အမျိုးသားညီညွတ်ရေးအစိုးရဟာတရုတ်အတွက်စူးညောက်ခလုတ်အဖြစ်ရှိနေမှာမဟုတ်ဘဲမိဖက်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုတရုတ်ဘက်ကသတင်းစကားပါတင်ကြောင်းယာယီသမရကဆက်လက်ပြောဆိုပါတယ်။ မြန်မာနိုင်ငံကလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတော်တစ်ခုဖြစ်သလိုဒေသတွေနိုင်ငံများဖြစ်တဲ့အာဆီယံလိုမျိုးပေါင်းစည်းမှုများထဲမှာလဲပြည်တွင်းရေးဝင်ရောက်ဆွတ်ဖက်မှုကိုအာဆီယံပရင်းမြင်မှာလိမ့်နက်စွာထက်သွင်းဖော်ပြထားပြီးဖြစ်တယ်လို့ယာယီသမရဂျူဝါလက်ရှိလာကအခွင့်မိန့်ခွန်မှာထက်သွင်းပြောကြားခဲ့ပါတယ်။ဒေသတွင်းဩစာတိတ်ကြီးမှတဲ့တရုတ်အနေနဲ့မြမအရေးမှာတက်တက်ကြွကြွဝင်ရောက်ချန်ပီယံမှုကို မငင်းပဲတော့လေတစ်ဖက်မှာအခုလိုပုံမူကျဲပြတ်တဲ့ချင်းကပ်မှုတွေနဲ့ဂျောင်းဝင်ဖြန့်ပြေးမှတာရေရှည်အတွက်စင်းနီကောင်းဖြစ်မယ်လို့ယူဆကြောင်းအခုလိုလောက်ရကမြမအရေးကိုလှက်တလို့အနာတတယုံစင်းမီတို့လောက်ဖြစ်ကျင်နဲ့တင်းတိမ်ရမလို့ဖြစ်နေတယ်လို့ယာယီတမရကဆက်လက်ပြောဆိုလိုက်ပါတယ်တရုတ်နိုင်ငံကမြန်မာပြည်တွင်းကိုဝင်ရောက်ဆွတ်ဖက်လျက်ရှိရာမှာ ် MMDA ကတင်ပိုက်ထားတဲ့လာရှိုးမြို့ကိုစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးမှုအပေါ်မှာမြန်မာပြည်သူတွေနဲ့တော်လိုင်းရင်အားစုတွေကစစ်အုပ်စုကိုတရုတ်ကထောက်ခံတဲ့လောက်ရက်အဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချနေကြပါရဲ့ရှင်ဆလဘီပဲခူးတိုင်းနှစ်တလင်းမြို့နယ်တမန်ငယ်ရဲကင်းစစ်ခေါင်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး60မမတလက်အပါဝင်း လက်နက်6လက်နဲ့ခရဲများတင်စီရရှိခဲ့ကြောင်းတာယာဝရီခရိုင်တရင်3831တာဝန်ရှိသူတို့ကပြောဆိုပါတယ်။ယနေ့မေလ2ရက်နေ့နနက်အစောပိုင်း3:50မိနစ်ကနတ်တလင်းမြို့အရှိဘမှာရှိတဲ့ဓမ္မငယ်ကြီးရွာမှာတက်ဆွဲထားတဲ့ရဲကင်းစခန်းကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲတနင်္ဂနွေခန့်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးသေဆုံးတာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆုတ်ခွာထွက်ပြေးကြတယ်လို့သိရပါဗျ။စစ်ခွေးတကောင်ကကွက်တစ်ဆေးရုံရောက်မှတည်တာ။ဆေးရုံရောက်တာကနှစ်ကောင်ရောက်တာ။တကောင်တည်ပြီးတည်င်းထက်ရတယ်။အဲ့ဒီတိုက်ခိုက်မှုမှာ စုစုပေါင်းတေဆုံးတာ၃ကောင်တည်တယ်လို့တာယာဝရီခရိုင်တက်ရင်၃၈၃ညတက်မှတာဝန်ရှိသူတို့ကပြောပါဗျ။အဲ့လိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ရဲကင်းစခန်းအတွင်းကိုရောက်ပြီးနည်းမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ရမှာ G3 အမျိုးအစားတနတ်တလတ် ကားပိုင်အမျိုးအစားတနက်3လက် MA3 အမျိုးအစားတနက်တလက်60မမအစိမ်ပြောင်းတလက်60မမဘုံဒီကိုလုံး plastic နေမိုင်5လုံးရှင်ဖြတ်မိုင်၄လုံးနဲ့ G3 G 120တောက်တို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်ပဲခူးတိုင်းစစ်ဌာနဘျူဟာ20နှင့်တပ်ရင်3801တပ်ခွဲနှင့် တက်ခွဲ6နဲ့နှက်တလင်းဘကဖတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းဆိုပါရရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲအကြမ်းဖက်မှုတွေကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့တပိတ်ချင်းမြို့နယ်ရေထက်ကျေးရွာနဲ့လက်ကျကျေးရွာတို့မှာရှိတဲ့အိမ်အောင်စုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမန္တလေး PDF ကဧပြီလ28ရက်နေ့မှာတွေ့ဆုံကထောက်ပံ့ကြေးတွေပေးအပ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ကဧပြီလတတိယအပတ်မှာလေကြောင်းကနေဖုံးကျဲခဲ့တာကြောင့်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လက်ချကျေးရွာနဲ့ရေထွက်ကျေးရွာတို့မှာဒေသခံပြည်သူ90ဦးဝင့်ကျင်တည်ဆုံခဲ့ပြီး80ဦးဝင့်ကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမန္တလေး PDF ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ပြည်သူပိုင်း OA စီစိန်များစွာပြက်စီဆုံးရှုံးခဲ့ရတယ်လို့လည်းဆိုပါတယ်။ဧပြီလ18ရက်နေ့မှာလက်ကျရွာထဲကိုစစ်ကောင်စီတပ်ကပုံကျဲခဲ့ရာ ကနဦးရရှိထားတဲ့သတင်းတွေအရာပြည်သူ73ဦးသေဆုံးခဲ့ပြီးတန်ရာအပြင်းအထန်၃ဦးအပါအဝင်ဒေသခံပြည်သူအများအပြားတန်ရာရရှိခဲ့ပါတယ်။အဲဒီနောက်ဧပြီလ16ရက်နေ့မှာရေထွက်ရွာမှာရှိတဲ့တက်စီဆိုင်အနီးမှာစစ်အုပ်စုက Jet Fighter နဲ့ပေါင်900ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူ32ဦးသေဆုံးခဲ့ပြီးပြည်သူ21ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကထုတ်ပြန်ထားပါတယ်။အဲ့ဒီနေရာမှာဒဏ်ရာရသူတွေထဲမှာ ထမှန်တည်ဆုံးသူအပါဝင်တည်ဆုံးသူအရေအတွက်တိုးလာပြီး50ဦးဝန်းကျင်အထိတိုးလာတာလည်းဖြစ်ပါတယ်။တပိတ်ကျင်းမြို့နယ်ကိုတက်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလိုင်းနဲ့အတူဆင်နွယ်ခဲ့တဲ့ရှမ်းမန်းစစ်စင်ရေးမှာ PDF တွေကတင်ပိုက်ခဲ့ခြင်းလည်းဖြစ်ပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။